မင်္ဂလာပါညစီကွာဆာဆောင်မနှုတ်ခွန်းစတာပါရယ်စက်တင်ဘာလ28ရက်2025ခုနှစ်တနင်္ဂနွေနေ့ထိုကုန်းတဲ့ဒီအလုံးဖိုးထိုက်သောပလဲကိုတွေ့သောအခါတော်၍မိမိ၌ရတတ်သမျှကိုရောင်းမိလေထိုပလဲကိုဝယ်လေ၏ရှင်မတဲ့ခရူချန်ခန်းချီ73ခန်းငယ်46ခေါင်းရှင်ကအဖိုးထိုက်သောပလဲ အမေရိကန်ပြည်ထောင်စုမှကဆွဲဆောင်မှုအားကောင်း၍စေဝန်စားပွဲရာပြည်နယ်90ထောင်ရှိပါ၏။ကယ်လီဖိုးနီးယားပြည်နယ်မှာတော့နိုင်ငံ၏အနောက်ဘက်ကမ်းရိုးတန်းမှာရှိ၍ပစိဖိတ်သမုဒ္ဒရာမှာအဆုံးသတ်ပါ၏။ပစိဖိတ်သမုဒ္ဒရာကကမ္ဘာပေါ်မှာသာအကြီးဆုံးသောသမုဒ္ဒရာဖြစ်၍အပြာရောင်ရေပြင်ကျဉ်ကြီးကမျောကြီးရင်မဆုံးအင်မတန်မှလာပါပါသည်။ အစင်းဖိတ်သမုတ်တရားကန်းကျင်ချောင်းမှာထေရှားကြုံကြရလာပတော်မျိုးများလည်းရှိပါသည်။မူမအားဖြင့်ဆန်ဖရန်စစ္စကိုကိုပေါ့နော်ဆေးဖရန်စစ်ဆိုသောအမှုတော်ဆောင်သာသနာပြုရှာကြီးကစတင်တည်ဆောက်ခဲ့သောကြောင့်သူတော်စင်ဖရန်စစ်ဤမျိုးတော်ဟူ၍စပိန်ဘာသာဖြင့်အတိပင်ရှိပါသည်။မညီညာသောမြေပြင်နေထားရှိုးဝါသောရာသီဥတုရှိ၍နေထိုင်မှုရန်ခက်ခဲပါ၏။ငလင်ကျောပေါ်မှာရှိရင်မကြာခဏငလင်လုံသောကြောင့်အန္တရာယ်လည်းရှိပါသည်။အမြဲတမ်းမြူများ ားကြာ၍အုံမိုင်းသောမြေခွင်းကဆန်ဖရန်စစ္စကို၏တဘာဝရှုကင်းများသာဖြစ်ပါသည်ပင်လယ်အော်ဒါကိုကြားနေရသလိုပြင်းထန်သောရာသီဥတုအောက်မှနှင်းငယ်သောမြို့ကလေးသည်တောက်ပလာစရာအကြောင်းမရှိပါ သို့တော်လည်းထိုနေရာမှာရွှေထွက်သည့်တရင်ကရုတ်တရက်ပေါ်ထွက်လာသောအခါဆန်ဖရန်စစ္စကိုသည် ရုတ်ချီးဝင်စီကားလာပါ၏အရရရမှာရွှေဘူးသမားများရွှေရှာသူများရွှေလုံငန်းရှင်များရောက်လာပါသည်ရွှေစည်းဝါးရေးမှာလူအများအများပါဝင်ရှင်မျိုးသောအခါမှာတော့နေချင်းညချင်းဖြင့်ဆန်ဖရန်စစ္စကိုသည်စီကားလာပါ၏သွားလာရခက်ခဲရလည်းမမှုကြတော့ပါရာသီဥတုရှင်ဝါရာကိုလည်းဂရုမစိုက်ကြတော့ပါဘေးရနေကြီးမာရာကိုလည်းအေးမလုံးကြတော့ပါရွှေရဖို့အတွက် ားလူအများပြည်အိန္ဒိယမှာအချိန်ချလျင်ဆန်ဖရန်စစ္စကိုတီတောက်ပလာပါ၏။ရှိဝိုင်းကောင်းသောအခါခက်ခဲခြင်းများကိုမမှုကြတော့ဘဲကြက်သိမ့်ရွာတွန်းဝင်နေထိုင်ကြပါ၏။အိမ်တွင်ကြက်ညက်နေသောမြို့ကအမေရိကန်ပြည်မှာဆန်ဖရန်စစ္စကိုပဲရှိပါသည်။တရင်းကောင်းတစ်ခုကဘလောက်တောင်မှအရေးပါသလဲ။မြို့ကလေးကို ပြောင်းလဲပေးနိုင်သောတကူရှိပါ၏။ထို့နည်းတူဆိုရင်ကျွန်တော်တို့စီမှာတရင်းကောင်းတစ်ခုသာလိုအပ်ပါသည်။ သခင်ယေရှု၏တရင်ကောင်းကိုသိမ့်ပိုက်ထားနိုင်လေသင်၏တတ်တာတောင်းပလာပြီဖြစ်ပါသည်။ကောင်း၏နိုင်ငံတော်သည်မြတ်သောပလဲနှင့်တူသည်ဟုသခင်ယေရှုကမိန့်တော်မူပါ၏။ထို့ပြင်သူကတဏိကာကောင်း၏နိုင်ငံတော်သည်လဲနိုင်ဝတ်ထားသောဗန္ဒာနှင့်တူ၏။ထိုဗန္ဒာကိုတွင်သောသူသည်တပံဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်သွားပြီးလေရာတန်သမျှကိုရောက်၍ထိုလယ်ကိုဝယ်တိုက်၏ဟုဖော်ပြပါသည်။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး73ခန်းငယ်54အားလုံးဖျားသိကောင်းချီးပေးပါစေ။